စိတ်ကိုဆုံးမပါအေးမလားတွေးသည်မဆွေးရတာလဲဒီစိတ်ပဲတရားမဝင် အများပဲမားကျင်တာလဲဒီစိတ်ပဲနှလုံးမဝင် မပြုံးရှင်မုန်းကျင်တာလဲဒီစိတ်ပဲအပြစ်မမြင်အနစ်ထင်ချစ်ခင်တာလဲဒီစိတ်ပါပဲကာမဂုဏ်တွင်အာယုံဝင် ပျော်ရွှင်တာလဲဒီစိတ်ပဲအကန်းအသွန်အယမ်းနဲ့ကြမ်းကျင်တာလဲဒီစိတ်ပဲအပြုတ်အပြင်းလူတခွင်နှုတ်ကျင်တာလဲဒီစိတ်ပဲတတိညာရှင်တံပစံသိမြင်တာလဲဒီစိတ်ပါပဲဒါနသီလတမထပြုကြတာလဲဒီစိတ်ပဲသာသနာကိုမကြည်ညို တွန့်တူတာလဲဒီစိတ်ပဲအနေမကျခြေမကျတေရတာလဲဒီစိတ်ပဲဘာဝရုံနံအမြန်တမ်းကြင့်ကြံတာလဲဒီစိတ်ပဲတမတ်တဖိုးရက်တူတူရောက်လို့တာလဲဒီစိတ်ပါပဲယခုပူဇော်သွားတဲ့လင်္ကာလေးကတော့တောင်ကလေးဆရာတော် ရေးဆက်တော်မူတဲ့စိတ်ကိုဆုံးမပါဆိုတဲ့အရာလေးကိုပြန်လည်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်။နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။လူသားတွေပျက်စီးရတဲ့အကြောင်းတရား၃ပါးနံပါတ်1အာဓမရာဂမိခင်မိကြီးမိတွေးအမညီမအဆရှိတဲ့ပုံကုတ်မျိုးတွေမှာ မတင့်တော်တဲ့ပုံပုံမျိုးတွေမှာ ဖြစ်မိတဲ့ຢာကအဲ့ဒီလိုမိခင်မိတွေညီမအမအဆရှိတဲ့မတင့်တော်တဲ့လူတွေမှာຢာကစိတ်တွေဖြစ်မိပြီဆိုရင်လည်းပျက်စီးရာအကြောင်းတရားပဲနမနဲ့ဝိတမလောဘအမြတ်ကြီးစားတဲ့ခေါင်းပုံဖြတ်တယ်မမြမတနဲ့သူတစ်ပါးရှိရာပျက်စီးကိုဘလို့ခေါင်းပုံဖြတ်လိုက်ရမလဲမတော်မတရားဘလို့ယူလိုက်ရင်ကောင်းမလဲဆိုတဲ့အလိုရမက်ကြီးရင်လည်းပဲ ပျက်စီးကြောင်းပဲတဲ့။နံပါတ်3ချက်မိစ္ဆာဓမ္မယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းမိထုံကျင့်သောတဏှာရာကစိတ်တွေဖြစ်လာတဲ့ဆိုရင်လည်းပဲလူသားတွေအတွက်ပျက်စီးကြောင်းပဲ။ဒါကြောင့်မို့ဘဝရဲ့လက်ချက်အချိန်တွေမှာဒီအချက်3ချက်နဲ့မညှိအောင်ဒီအချက်3ချက်ကိုမဖြစ်မနေရှောင်ကြပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါ